လူမှုကွန်ရက် Facebook ပေါ်မှာနိုင်ငံတော်ကြီးညိုပြက်စီတဲ့တပ်ပုံကို share လုပ်တဲ့အတွက်ဖန်ဆီစစ်ဆေးခံရတဲ့မုံရမျိုးကလူတန်းတပ်ပုံတရင်တော်ကောင်နှမျိုးပြန်နေလွတ်မြောက်လာခြင်းမှာအမှုမခိုင်လုံတဲ့အတွက်ပြန်လုပေးလိုက်တာဖြစ်တယ်လို့မြန်မာချန်နယ်နဲ့ကွန်ရက် MJ ရုံးခန်းမှာမတ်လ3ရက်နေ့မိုးလယ်ပိုင်းကပြုလုပ်တဲ့တင်စားရှင်းလင်းပွဲမှာကောင်နှမျိုးကပြောပြခဲ့ပါတယ်။ကောင်နှမျိုးကိုဖန်ဆီစစ်ဆေးခြင်းကသိမ်းယူထားတဲ့ကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းတွေကိုပြန်ပေးပြီးနောက်မှာတရင်ရဲ့တပ်ဖွဲ့ကပစ္စည်းပြန်ပေးပြီးကြောင်းလက်မှတ်မထိုးရသေးကြောင်းပြောပြီးကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းတွေကိုပြန်လည်သိမ်းဆည်းသွားတယ်လို့ကောင်နှမျိုးကဆက်လက်ပြောပါတယ်။ ိုအောင်နေမျိုးရဲ့ Facebook အကောင့်နဲ့ Gmail အကောင့်ကိုလည်းတောင်းယူထားပြီးစစ်ဆေးသူတွေကပြန်ပေးမယ်လို့ပြောပေမဲ့လည်းလက်ရှိချိန်ထိပြန်ပွင့်လို့မရသေးဘူးလို့သိရပါဗျ။ကိုအောင်နေမျိုးက၎င်းကိုဖမ်းဆီးထားစင်မှာအမှုမခိုင်လုံတဲ့အတွက်ပြန်လုပေးလိုက်တာဖြစ်ပြီး share လိုက်တဲ့တက်ပုံမှာဟာသားတစ်ခုအနေနဲ့သာတင်လိုက်တာဖြစ်ပြီးအကောင့်ကိုပြန်လိုချင်ပါကြောင်းပြောကြားခဲ့ပါဗျ။ကျွန်တော်တင်တဲ့ post ပေါ်မှာမှသူတို့ဒီဒီဟာပဲသိချင်တာပဲမေးတာပဲ။ဟိုဒီဟာပထမတော့ဒါကိုအောင်ကိုလုတ်သလားဒီပုံကဒါမှမဟုတ်ဒီကျမကြီးဆိုတာလေဟိုကျွန်တော်လားပေါ့ဒါဒါရင်းမေးတယ် မသိလားဘာနောက်ဆုံးကျွန်တော်ဟောတော့ကြတော့လည်းသိလားဘူးအဲဒါအဲ့လိုမျိုးဝင်နေတာပဲကြံတဲ့ဟာတော့ဘာမှသိတယ်သူလည်းမသိဟိုကြံလာတော့ဟိုဘယ်လိုပြောမလဲဒီ Facebook နဲ့ပတ်သက်ပြီးတော့ဒီကသူလိုချင်တာတော့ဒီ post နဲ့ပတ်သက်ဘယ်ရရလာမလဲအဲ့ဒီ brand ဥမာ brand ဖြစ်နေတယ်သူသူစီကနေမှဘောမှတက်လာလို့ကျွန်တော် UB ရှင်းလိုက်တယ်အဲ့ဒါဆိုလို့ရှိရင်သူကဘယ်တော့ brand ဖြစ်တာလဲဘယ်တော့ brand ဖြစ်တာကျွန်တော် brand နဲ့မှာလဲ900ပြောလေသူကဘယ်တော့ဖြစ်နေလို့ဖြစ်နေမှာတော့မသိဘူး ဲ့တယ်မှာသူတဲ့ဝင်ကြီးမှာတော့ဘုရား2010လောက်ပါလား2011လောက်ပါလားမသိဘူး။ဆန်းပြင်းနေဆိုတာသိရတာ။ဒီတင်လိုက်တဲ့ကိုကြီးပေါ်မှာဘာမှကိုလူထိကြိုက်သွားတယ်လေဘလို့ဟွာဖြစ်သွားတယ်။နောက်ဒီဘုရားလည်းမှန်တိုင်းဆိုလို့ပြောတယ်။ဘာကြောင့်ထိကြိုက်သွားတယ်ဆိုတော့ကျွန်တော်တို့ဒီချိန်ကြီးဒီဝင်ကျင်းတော့မသိဘူး။ဒါကကျွန်တော်လည်းတကယ်တင်လိုက်တာလေဖာသာကုနေနေပဲတင်လိုက်တာ။ဒါကြီးထိကြိုက်သွားတယ်ဘလောက်ချီထိကြိုက်သွားတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်ကမသိတော့ကြဘူး။ဘာဘာဘာလို့ပြန်တောင်းမှန်းမှာတော့ကျွန်တော်တကယ်မသိဘူး။ ကောင်နေမျိုးနေဆိုင်ကကိုဖေဖော်ဝါရီလ29ရက်နေ့မနက်တနာရီကန်ကမုံရသတင်းရဲတပ်ဖွဲ့ကမွေးစေဝါဗရန်နဲ့ဝင်ရောက်ဆစ်ဆေးခဲ့ပြီး Facebook မှာနိုင်ငံတော်ကိုအကြီးညိုပြက်စေတဲ့ဓာတ်ပုံတင်တယ်လို့ဆိုကအရေးပေါ်စီမံမှုအုပ်ဒေပုံမှာ၅ကကြီး၅နဲ့ဖမ်းဆီးခဲ့ပါတယ်။မတ်လ2ရက်နေ့မိုးလယ်ပိုင်းမှာတော့အမှုမခိုင်းလို့လို့ဆိုကပြန်လည်လွတ်မြောက်လာတယ်လို့သိရပါတယ်။